အခုလာမဲ့ဆယ်လာပိုင်းနဲ့မှာကံကောင်းဆုံးနေ့နံကစနေသားသမီးတွေနဲ့တနင်္ဂနွေသားသမီးတွေဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေနဲ့တနင်္ဂနွေသားသမီးတွေကလေတစ်နှစ်ပတ်လုံးကိုကန်ဆိုးခဲ့တယ်လို့တော့ပြောလို့ရတယ်ဟိုလာတိုင်းလာတိုင်းကြည့်တဲ့အခါမှာကံကောင်းတဲ့နေ့နံသားသမီးမပါဘူးပေါ့တို့တွေအများကြီးကန်ဆိုးတယ်ကံညက်နေခက်ခဲတွေငြင်းငြင်းဆိုင်ရတယ်ခက်ခဲချက်တွေအများဖြစ်တယ်ဒါပေမဲ့ဒီလာမဲ့ဆယ်လာပိုင်းတရက်နှစ်ရက်နေစပြီးတော့ဆယ်လာပိုင်းလာကုန်တဲ့အထိเนาะ အော်တိုဘာလတလလုံးပေါ့မြန်မာလူဆိုရင်တော့တရင်ကျော်လာပေါ့နော်အဲ့ဒီတရင်ကျော်လာအော်တိုဘာလတလလုံးမှာအထူးခြားဆုံးနဲ့ကံကောင်းဆုံးနိနန္ဒာသမီးတွေဖြစ်ပါတယ်အဲ့တော့ဒီဆယ်လာပိုင်းမှာစနေသားသမီးတွေနဲ့တရင်နေသားသမီးတွေကအင်တန်မှထူးခြားတယ်နော်ထီကန်နေပါလေလက်ကောင်းတယ်နော်ထီလေးပါလေပေါက်နိုင်တယ်လောင်းကစားပြန်စင်တဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုတော့ထူးခြားတယ်ငွေကြေးနဲ့ပတ်သက်ရင်လည်းအလွန်ကံကောင်းတယ်နော်ငွေကိုဘယ်လိုခေါ်မလဲ ခက်ခက်ခဲခဲပင်ပင်မမတ်နဲ့တိတ်ပြီးတော့ရှာစရာမလိုဘူးเนาะအလုပ်တွေပါလေဆိုလို့ရှိရင်ကိုကနည်းနည်းလေးစူးစမ်းရုံနဲ့အများကြီးအရာရောက်နိုင်တယ်အများကြီးနေရာရောက်ပြီးတော့ထင်ရှားကြော်ကြားနိုင်တယ်เนาะစီးပွားရေးနဲ့ပတ်သက်ပြီးတော့နှိမ်ပါနေတဲ့အခြေအနေရှိတယ်ဆိုရင်ချက်ချင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာမယ်အဓိကအချက်ကအကျွေးမီတွေပါလေရှိတယ်ဆိုရင်အကျွေးဆက်နိုင်မယ်အကျွေးကျေမယ်เนาะအရန်အုံမှလက်လာပါဖွင့်လိုက်မယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတွေမှာအားကောင်းတယ်ငွေတွေရှင်မယ်လက်တွေပွင့်မယ် ရဲတနာဘုံကြီးပေါ်မှာတက်ထိုင်ရတဲ့ကဲ့သို့စီစဉ်ဥစ္စာချမ်းသာသူဟာတွေနဲ့ပြည့်ဝမယ်နောက်တစ်ခုအခြေရင်းနဲ့ပတ်သက်ပြီးတော့အစင်မပြေနေတဲ့စနေသားသမီးတွေတင်းနေသားသမီးတွေအားလုံးကဒီဆယ်လာပိုင်းထဲမှာအခြေရင်းနဲ့ပတ်သက်ပြီးတော့အိမ်နာရေးနဲ့ပတ်သက်ပြီးတော့မြစ်တာရေးနဲ့ပတ်သက်ပြီးတော့ထိုးခြားကောင်းမွန်တဲ့ကင်ဆာသားတွေပန်းဆိုင်ရမယ်အင်မတန်မှစမ်းပွင့်မယ်ချစ်သူခင်သူပေါ်များမယ်အဓိကကတော့ဒီစနေတွေနဲ့တင်းနေတွေကညာတော့အပြင်လူမုန်းများတယ်သူတို့ကနည်းနည်းပြောတဲ့အခါမှာဒါတစထိုးလောက်တက်တဲ့စကားတွေပဲဆိုလို့ အလှမပြောတတ်ဘူးဒဲနေပါလေပြောတတ်တယ်ကျွန်တော်လည်းတနေ့ဝင်နေပဲစကားပြောဆိုးတယ်ဒါပေမဲ့စိတ်ရင်းကတော့ဟိုအများပုံမှာဝင်ကြီးပေးခြင်းနဲ့နော်ပေါ်ရွေတယ်စိတ်ရင်းတော့ကောင်းပြီမစကားပြောမကောင်းစကားပြောမကောင်းတဲ့အတွက်လေအမုန်းရတယ်ကိုကကျွန်တော်တို့ဆိုလေးဒါညင်လူတွေပါမဟုတ်တာညင်လို့ရှိရင်မနေနိုင်ဘူးလို့ပြောချင်တာဟိုဖုံးပယ်ပြီးတော့လည်းမထားတတ်ဘူးဟမ်းမဆောင်တတ်ဘူးပေါ့အဲ့လိုမျိုးဒဲတို့အပေါက်ပြောတတ်တဲ့နင့်နံပိုင်ရှင်တွေဖြစ်တဲ့အတွက်လူမုန်းများပြီမဲ့ဒီဆယ်လာပိုင်းနဲ့မှာတော့တိတိတသားနဲ့ဟိုမှာတတ်တတ်လုံးတစ်ခါမှ မကြုံရတော့ဘူးတဲ့လူများစွာအခဏရတာခဏသမီးအားလုံးရဲ့ချစ်ခင်ခြင်းကိုခံရမယ်ကိုလိုရှိသူရဲ့ချစ်ခင်ခြင်းကိုလည်းခံရမယ်အားလုံးသောအဲဘယ်လိုဟောလဲလို့ပေါ်ကိုင်းပတ်မိသားစုဆွေဆွေမျိုးသားချင်းပြိတ္တအဓိကပေါ်ကိုမင်းနာမှာရှိတဲ့တွေအားလုံးကိုချစ်ခင်မယ်ဘယ်လိုဖော်မလဲဝိုင်းပြီးတော့မြှောက်စားဟားတယ်ဆိုရဲဂိမ်းကြတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖော်မလဲဆိုတော့စမ်းအားအင်တန်တက်ပြီးပြရာအားတွေလည်းမြင့်မားတဲ့အချိန်ခါဖြစ်ပါတယ်နော်ဂျမ်းမာကြီးနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့လကစနေလေးရောတနင်္ဂနွေလေးရောကျမကြီးညံ့တယ်နော်ဒါပေမဲ့ဒီအော်တိုဘာလမှာအခုလာမယ့်ဆယ်လပိုင်းမှာတော့စနေသားသမီးတွေရောတနင်္ဂနွေသားသမီးတွေရောအားလုံးကျမ်းမာလမ်းပြပြီးတော့96ပါနာယောကအာလုံကင်းရှင်းပပြပါမယ်ဒါပေမဲ့တခုတော့တတိထားရမယ်ဘာတတိထားရမလဲဆိုတော့စနေသားသမီးတွေနဲ့တနင်္ဂနွေသားသမီးတွေကဒီလာမဲ့ဆယ်လာပိုင်းနဲ့မှာကိုယ်ကိစ္စမဟုတ်တဲ့တင်ပြကိစ္စတွေမှာရှားဝင်ဖြစ်ရှင်းရတဲ့စိတ်သောကစိတ်နောက်ဆက်များစွာခံရတတ်တယ် တို့ကပြီးတော့ပြန်ပြီးတော့ဆင်ပြေသွားအောင်ကိုကကြားဆိတ်ခံရတာပေါ့နော်အဲ့တော့လင်မယားကြားတားမိကြားမောင်နှမကြားမိတ်ဆွေကြားဘယ်ကြားမှမဝင်နဲ့ကိုကကိုနေနော်စနေဒီတနင်္ဂနွေဒီအဲ့လိုမျိုးနေ့နိုင်ပိုင်ရှင်တွေကသူကဘယ်လိုဖော်မလဲတင်များရဲ့ပြဿနာတွေကိုဖြည့်ရှင်းပြရတာအရမ်းဘာသာနာပါတဲ့ပုံပဲအဲ့လိုပေါ့ခက်ခဲပြဿနာတွေဖြစ်ပြီးဆိုရင်တို့ရဲ့မိတ်ဆွေကြားတို့အားကိုးတဲ့စီနဲ့လာပြီးတော့အကူအညီတောင်းတတ်ကြတယ်ဘာလို့လဲဆိုတော့တို့တွေကခက်ခဲတွေကိုပြဿနာတွေသူများကိစ္စနော်တို့ကိစ္စဆိုတို့မဖြည့်ရှင်းတတ်ဘူး သူများအခက်ခဲသူများပြဿနာတွေဆိုဘယ်လိုမျိုးဖြေရှင်းပေးရမလဲဘယ်လိုဖြေထုတ်ပေးရမလဲဘယ်လိုညှိပေးရမလဲဆိုတာသူတို့ကသိတယ်အဲ့တော့လာပြီးတော့အကူအညီတောင်းကြမယ်ဒီစရာပိုင်းတွင်မှာလာရောက်အကူအညီတောင်းတဲ့တိတ်ဆမှန်တယ်များအားလုံးရှောက်ပါဝေးဝေးရတာရှောက်အောက်လက်စော်ကိုကအစဲခံရမှာကိုကပြောခံရမှာအဲ့တော့ချမ်းရတဲ့ကိုကကောင်းချင်ကောင်းစေချင်တဲ့စိတ်နဲ့ဖြေရှင်းပေးတာ ဆိုပေမဲ့လည်းအဲ့လိုပဲဂျားတွေပါလေညက်တတ်တယ်ပြဿနာခက်ခဲတွေပါလေဖြစ်တတ်တယ်ကိုကဂျားတွေကနေပြီးတော့နေရင်ထိုင်ရင်လည်းစိတ်ခံတတ်တယ်အဲ့လိုလူမှုရေးပြဿနာကတိကရင်ဆိုင်ရမယ်အဲ့ဒါကိုထုံးသတိထားရမယ်နော်အဲ့တော့ဂျန်နဲ့စီးပွားရေးငွေကြေးလက်လာပါအခြေညစ်တာရေးအင်တာဗျူးနဲ့ပတ်သက်တဲ့ကံဒီကောင်းသလားလူမှုရေးကံညံ့တာလို့အထူးသတိထားရပါမယ်အကောင်းဆုံးသောအကြောင်းကတော့အဖြူရောင်ပါအဖြူရောင်အနီရောင်ပါတဲ့ဝက်စားတွေဝတ်ဆင်ပါเนาะအဲ့တော့ဟိုတစ်နှစ်ပတ်လုံးကတော့တစ်နှစ်ပတ်လုံးတာဟိုတန်လေးညံ့နဲ့ကတ်ခဲတွေချက်တဲ့တွေအများကြီးရင်ဆိုင်ကြုံပြရတယ်ဆိုပေမဲ့ အော်တိုဘာလမှာအကောင်းဆုံးသောနိနံပိုင်ရှင်တွေဖြစ်တဲ့အတွက်ဒီချမကကားမောင်အောင်နဲ့ခုနအလေးမျိုးချုပ်တွေ့ရမယ့်ပြဿနာချက်ခဲတွေဆဲခံရမယ့်ကိစ္စတွေချားညံ့မယ့်ကိစ္စတွေနော်လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်နိုင်တဲ့ကိစ္စတွေမှာခက်ခဲရည်ပြေပြောင်းပြီးတော့တနေ့ပတ်လုံးမှာစီးပွားရေးကျန်းမာရေးလူမှုရေးဖက်ဖက်ကနေတို့တာအမြင်ဆင်ကြပြီးတော့အတိုက်ခိုက်တဲ့ကင်းရှင်းပြီးရန်နေအားလုံးအောင်မြင်ပြီးလက်တွေပွင့်ပြီးဒီချမကဖုံးကန်နေမြင့်တက်ဖို့ဖျားမှာစီမီပူဇော်ပေးရမှာ ဖြစ်ပါတယ်စီမီဆိုတာရေတနံဖျားမှန်ထွန်းလေရတယ်နော် တချို့ကကျတော့စင်မီွက်လေးရဲနဲ့ပူစော်တယ်စင်မီွက်လေးထဲမှာနှမ်းစီထည့်ပြီးတော့ဖျားနိုင်ပြီးစာကျွတ်တက်ပြီးတော့စင်မီထွန်းတယ်အဲ့လိုမျိုးလုပ်လဲရရိုရိုတန်းတန်းဖျားနိုင်ထွန်းလဲရဖျားနိုင်ထွန်းရမယ့်အရာကအနည်းအောင်ဖြစ်ပါတယ်နော်စင်မီစံတော့ကအရာရွေးစရာမလိုပြန်ထွန်းလိုက်ရုံနဲ့ရနော်ဖျားနိုင်စံတော့အနည်းအောင်ဖျားနိုင်အောင်ထွန်းရမယ်အနည်းအောင်ရှာမရအောင်ဆိုလဲရတယ်အစင်တရားတော့ထွန်းလိုက်ထွန်းရမှာဟာ၁၆တိုင်ဖြစ်ပါတယ်မိမိရဲ့မွေးနေ့အစင်တရားချိန်တာထွန်း၁၆တိုင်ဖျားမှာပူစော်ပြီးတော့လက်ရှိ ကြုံတွေ့ရမယ့်ခက်ခဲတွေပြပြဖို့နဲ့အောက်တိုဘာလ10ရက်ပိုင်းသတင်းချုပ်တာထဲမှာဖုံးကန်တွေညှက်တက်ဖို့စီးပွားရေးကျန်းမာရေးလူမှုရေးအဖက်ဖက်ကနေတိုးတက်အောင်မြင်စေဖို့နဲ့တိုက်ခိုက်တိုက်ခင်းရှင်းမှုရန်ဒီအားလုံးအောင်မြင်ဖို့ကြုံတွေ့ရမယ့်ပြဿနာတွေမကြုံတွေ့စေဘဲနဲ့အလုံးစုံဖုံးကျက်တွေတိုးပွားစေပြီးတော့ရည်ရနာပုံစိုက်ကိန်းကျဲသူအထူးထူးအသီးသီးသောရည်ရနာများစွာပိုင်ဆိုင်ရရှိရဖို့အောင်မြင်ချမ်းသာဖို့နဲ့စိတ်ရည်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံမှုဆင်းရဲဒုက္ခလိုခြင်းမှုစိတ်တာတာဆူတောင်းမိတာထွန်းလာအလုံးစုံထူးခြားသိသာပြီးတော့ လျင်ရန်စွာနဲ့ပင် target ပြဿနာတင်ကြပြီးဆယ်လာပိုင်းတစ်လလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့စိတ်ချမ်းမြေပွေရာတွေပါလျင်ချုပ်ပြပြီးတော့ဘယ်လိုခေါ်မလဲလူတိုင်းပြနိုင်မယ်ကိုလှုပ်ချင်တဲ့စိတ်ကူးဆန္ဒလေးအားလုံးပြုလုပ်နိုင်ကြပါလိမ့်မယ်ခင်ဗျာ